ိုင်းဒေးလီကိုကြည့်ရှုနေကြတဲ့မိဘပြည်သူများမင်္ဂလာပါရှင်။ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ဗဟုတောင်သူလယ်သမားကော်မတီကြီးနဲ့တောင်သူလယ်သမားများတွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။တိုင်းသားစီလုံးညီညွတ်ရေးပါတီဗဟုကော်မတီဌာနချုပ်ရဲ့ဦးဆောင်လဲညွန်မှုနဲ့ဗဟုတောင်သူလယ်သမားကော်မတီကြီးနဲ့တောင်သူလယ်သမားများတွေ့ဆုံပွဲကိုတော့ဒီကနေ့မေလ3ရက်နနက်10:00နာရီက ရန်ကုန်တိုင်းဒေသကြီးတိုက်ကြီးမြို့နယ်ရှိတိုင်းသားစီလုံးညညရေးပါတီဗဟိုကော်မတီဌာနချုပ်မှကျင်းပပြုလုပ်ခဲ့ပါတယ်။အဆိုပါအခမ်းအနားတွင်တဘာပတိအဖြစ်ဗဟိုတောင်သူလယ်သမားကော်မတီကြီးတာဝန်ခံပါတီဗဟိုအလုံးမှုဆောင်ကော်မတီဝင်ဦးမြင့်သိန်းပါတီဗဟိုအလုံးမှုဆောင်ကော်မတီဝင်ဦးခင်မောင်သိန်းနှင့်ရန်ကုန်တိုင်းဥက္ကဋ္ဌဦးချစ်ခိုင်တို့ကတာဝန်ယူဆောင်ရွက်ခဲ့ပြီး ခမ်းနာမှုအဖြစ်ဗဟိုတောင်သူလယ်သမားကော်မတီကြီးအတွင်ရေးမှုဦးနေဝင်းနဲ့ကော်မတီဝင်ဒေါညွန့်ညွန့်လိုင်းတို့ကတာဝန်ယူဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ရှေးဦးစွာဗဟိုအလုံးမှုဆောင်ကော်မတီဝင်များကအပြန်အလှန်တအုပ်နှစ်တအုပ်မိတ်ဆက်ခဲ့ပြီးအခမ်းအနားကိုအစီအစဉ်ကိုရဲ့နဲ့အညီကျင်းပပြုလုပ်ခဲ့ပါတယ်။ယနေ့ပြုလုပ်ခဲ့တဲ့ဗဟိုတောင်သူလယ်သမားကော်မတီကြီးနဲ့တောင်သူလယ်သမားများတွေ့ဆုံပွဲကျင်းပရတဲ့အရည်ရွယ်ချက်ကို တောင်သူလယ်သမားကော်မတီကြီးတာဝန်ခံပါတီဗဟိုလုံးမှုဆောင်ကော်မတီဝင်ဦးမြင့်သိန်းကအခုလိုပြောပါတယ်ဒီနေ့ကျွန်တော်တို့တောင်သူလယ်သမားကော်မတီကြီးအနေနဲ့တောင်သူတွေနဲ့ပြည်သူနဲ့ပွဲကိုဒီနေ့ အပါအဝင်ကျွန်တော်တို့တောင်သူလယ်သမားကော်မတီကြီးကအခိုးတိုင်းဒေးနေရာရန်ကုန်တိုင်းလေးနေရာ ဧရာဝတီတိုင်းလေးနေရာလုပ်ဖို့ဆိုပြီးတော့စီမံချက်ရေးဆွဲပြီးတော့ပြင်ဆင်ထားပါတယ်အဲ့တော့အဲ့ဒီပွဲတွေတဲကဒီနေ့ဟိုနေရန်ကုန်တိုင်းတိုက်ကြီးမြို့နယ်မှာကျင်းပတဲ့ပွဲစဉ်ဟာဒုတိယပွဲစဉ်ဖြစ်ပါတယ်ဒီလယ်သမားတွေနဲ့တွေ့ဆုံပွဲကိုလုပ်ရတဲ့အဓိပ္ပာယ်ကတော့လယ်သမားတွေကအတော်လေးစိတ်ကုံလာကြတယ်ဆိုတဲ့သတင်းစကားလေးတွေ ကျွန်တော်တို့အဲလေယာအဓိကမြို့နယ်မှာနေတဲ့အတွက်ဒီသတင်းစကားတွေကြားပါတယ်တောင်သူတွေဟာလေယာလုပ်ငန်းကိုအတော်စိတ်ကုန်နေကြပါတယ်ဘာလို့ဆိုရင်စိုက်ပြေးရေးထွန်ရေးကုန်ကြစရိတ်တွေနောက်တစ်ခါတရားစီတွေဆိုတဲ့ဓာမီဩဇာဘာညာကုန်ကြစရိတ်တွေအဲ့ဒီနှစ်ခုကိုပဲအဲပေါင်းလိုက်ပြီးတဲ့အခါကျတော့အခုစဘာလဲပေါ်ရောရတဲ့စဘာစီဟာ ရိတ်သိမ်းစရိတ်တောင်ပြန်ဝင်လာနိုင်တဲ့အခြေအနေမရှိလို့အရှုံးပေါ်လာမဲ့အနေအထားမျိုးဖြစ်တော့တောင်သူတွေဟာဒီလုပ်ငန်းကိုအတော်စိတ်ကုန်လာကြတယ်ဆိုတော့တည်ငင်းစကားတွေအပြတ်အမှန်ဖြစ်လာပါတယ်ဒါဟာဒီအခမ်းအနားကျင်းပဖို့ဖြစ်လာရတယ်ပထမအချက်ပါဒုတိယအချက်ကတောင်သူတွေအတွက်ကာကွယ်ပေးထားတဲ့နေရာမျိုးဥပဒေတို့ ရေလွတ်မြေလမြေရိုင်းများစီမံခန့်ခွဲဥပဒေလိုဆိုတာနိုင်ငံတော်ဘက်ကပြဋ္ဌာန်းထားပေမဲ့တကယ်တမ်းဇေယျအုပ်စုဒီမှာတကယ်တမ်းမြို့နယ်တွေမှာဖြစ်ပျက်နေတဲ့လေယာဉ်မြေကိစ္စတွေနဲ့ပတ်သက်လာရဲ့တောင်သူတွေကမကြေမနက်နိုင်တဲ့မတရားမှုတွေဖြစ်ပေါ်နေတဲ့အခက်အခဲတွေလည်းမြို့နယ်တော်တော်များများမှာတွေ့ကြုံရပါတယ် ဒီအားတွေကြောင့်ကျွန်တော်တို့တောင်သူလယ်သမားကော်မတီကြီးအနေနဲ့ဒီလယ်သမားတွေကိုစိတ်ခွန်အားဖြစ်အောင်လယ်သမားတွေကိုအကူအညီဥပဒေနဲ့အညီပေးနိုင်အောင်လယ်သမားတွေရဲ့အခက်အခဲတွေကိုပြောကြဆိုကြတင်ပြကြတဲ့အတန်လေးတွေရအောင်ဒီပွဲကိုကျင်းပတာဖြစ်ပါတယ် ဆလဗီဦးနေဝင်းကဗဟိုတောင်သူလေသမားကော်မတီကြီးရဲ့အတွင်ရေးမှုအဖြစ်တာဝန်ယူဆောင်ရွက်နေကြောင်းဦးစန်းမြင့်ဦးကျော်သိန်းဦးနေဝင်းဘကိုးတိုင်းဒေါညွညွလှိုင်းဦးလာတော်ရန်ကုန်တိုင်းတွဲဖက်အတွင်ရေးမှုတို့ကဗဟိုကော်မတီဝင်အဖြစ်ဆောင်ရွက်နေကြောင်းမိတ်ဆက်စကားအသီးသီးပြောကြားခဲ့ပြီးအခမ်းအနားတွင်တဘာပတိမအဖွင့်အမားစကားပြောကြားခဲ့ပါတယ်အဲဒီနောက်မှာတော့ရန်ကုန်တိုင်းဒေသကြီး စီယုံလှူရှားရေးအဖွဲ့ခေါင်းဆောင်မှလမ်းညွှန်အမှာစကားပြောကြားခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးကော်မတီဥက္ကဋ္ဌမှအမှာစကားပြောကြားခဲ့ပါတယ်တသက်ထဲမှာပဲဗဟုတောင်သူလယ်သမားကော်မတီကြီးကော်မတီဝင်ဦးသိန်းဝင်းမှလေယာကဏ္ဍအဆိုင်ရာများ တင်ပြခဲ့ပြီးအတွင်ရေးမှူးဦးနေဝင်းကဆက်လက်ဆွေးနွေးခဲ့ကတောင်သူလယ်သမားကြီးများမှမေးမြန်းတင်ပြဆွေးနွေးခဲ့ပြီးတဘာပတိမှာဏီကုန်းကျုပ်အမှာစကားပြောကြားကား အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။အခုလိုတွေ့ဆုံပွဲကျင်းပရတာကတောင်သူလယ်သမားများရဲ့လက်ရှိကြုံတွေ့နေတဲ့အခက်အခဲများလိုအပ်ချက်များတင်ပြမှုကိုတာဝန်ရှိသူများသိရှိကာဖြည့်ရှင်းပေးနိုင်စေဖို့ဖြစ်တယ်လို့သိရပါတယ်။ကျွန်တော်တို့ဘူးလုံပွဲကိုကျင်းပပြီးတော့တောင်ပြည်လယ်သမားတွေရဲ့အတန်ကိုနားထောင်ပါလေ ပြီးကြတဲ့မတ်လ၂ရက်နေ့ကလည်းပါတီဌာနချုပ်မှာလယ်သမားနေအခမ်းအနားကြီးကျင်းပပါတယ်အဲ့ဒါမှလည်းပါတီဥက္ကဋ္ဌကြီးရဲ့တောင်းလာပါ အချက်တွေကိုအဲကျွန်တော်တို့ပါတီဝင်နှစ်ဦးကထောက်ခံဆွေးနွေးထားတာရှိပါတယ်အဲ့ဒီအချက်လက်တွေရဲ့ဒီနေ့ရန်ကုန်တိုင်းမှာတင်ပြတဲ့လယ်သမားတွေရဲ့ခံစားချက်တွေရဲ့ပြီးကြတဲ့28ရက်နေ့က ဘကိုးတိုင်းမှာတင်ပြတဲ့လယ်သမားတွေရဲ့ခံစားချက်တွေကိုကျွန်တော်တို့ဘိုးတောင်ကြီးလယ်သမားကော်မတီကြီးအနေနဲ့နှစ်ပိုင်းခွဲထုတ်ပါမယ်ပထမတစ်ပိုင်းကဒီတင်ပြချက်တွေဟာကျွန်တော်တို့ပါတီဘိုးကော်မတီဌာနချုပ်နဲ့ညီနယ်တိုင်းမြို့နယ်ပါတီကော်မတီတွေကလုပ်ပေးနိုင်တဲ့ကိစ္စတွေဖြစ်ပြီးတစ်ပိုင်းကဒီကိစ္စကတော့နိုင်ငံတော်အစိုးရကို ပြည်နိုင်ပြည်ပေါင်းတင်ပြပြီးတော့ဆောင်ရွက်ရမယ်ကိစ္စဖြစ်ပြီလို့ကျွန်တော်နှစ်ပိုင်းခွဲပြီးတော့အဲ့လိုဆောင်ရွက်ပါမယ်အဲ့တော့ကျွန်တော်တို့ပါတီအဖွဲ့အစည်းတွေကလုပ်ပေးနိုင်တဲ့ကိစ္စတွေကိုကျွန်တော်တို့အမြန်ဆုံးပဲအဲတိုင်းနဲ့ပြည်နယ်ပါတီကော်မတီတွေနဲ့မြို့နယ်ကော်မတီတွေကိုဒီတင်ပြချက်တွေကိုပါတီကဥပဒေဘောင်ထဲကနေပြည်ပြည်ပါဆောင်ရွက်ပေးပါအကောင့်တွေဖော်ပါလို့အကြောင်းကြားတယ်လို့လက်ရှိအစိုးရ တက်ဆိုင်ရာဝန်ကြီးဌာနကိုလည်းပဲကျွန်တော်တို့ပါတီအမြင်နဲ့ပူးပေါင်းညှိနှိုင်းပြီးတော့တောင်သူတွေရဲ့အခက်အခဲကိုဆောင်ရွက်ပါမယ်။အဲ့ဒါမှတောင်သူတွေဟာလေယာလုပ်ငန်းတွေကိုစွန့်ပြစ်မှာမလောက်အောင်တောင်သူတွေလေယာလုပ်ငန်းကိုစွန့်ပြစ်လို့လေယာလုပ်ငန်းကိုစိတ်ကြံရပြီဆိုရင်ကျွန်တော်တို့ဗမာပြည်အတွက်ဖြစ်ခဲ့ပြီးတဲ့ပြဿနာရှိခဲ့ပါတယ်။အဲ့ဒါဒါလေမိသားစုရဲ့စီးပွားရေးကို အဲ့ဒီစဘာချုပ်တဲ့ရေးနဲ့ထမင်းမဝလို့ဆိုပြီးတော့လူငယ်တွေသားတွေတမီးတွေသူတွေပုံမတွေကငငငါထွက်ကုန်ပြီအဲ့တော့နေရာလုံငန်းတွေမှာလူသားတွေရှာပါလာတဲ့ပြက်တလာဒီနေ့ရင်ဆိုင်ရပြီအဲ့ဒီဂျားတွေကမှအခုကျန်နေတဲ့မိဘဦးလေးအတော်အမတွေကဆက်ပြီးတော့ဟာဒီကဘာထွက်တဲ့ဇေနုံနဲ့ရတဲ့ဇေနုံနဲ့ ကုန်ကြတဲ့ဟာနဲ့မကြိုက်လို့တဖြည်းဖြည်းတဖြည်းဖြည်းလေယာလုပ်ငန်းကိုစွန့်ပစ်လာကြမယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်ရဲ့လေယာကုန်ထိုးလုပ်မှုလုပ်ငန်းတွေမှာကြီးမားတဲ့အန္တရာယ်ဖြစ်မယ်ဆိုတာကိုကျွန်တော်တို့ကြိုတင်ပြီးတော့ဒါကိုညွှန်မှန်းပြီးတော့ဒီအခမ်းအနားတွေလုပ်တဲ့ကျွန်တော်တို့လုပ်နိုင်တာတွေကိုအချိန်နဲ့တပြေးညီတောင်းပြီးတဲ့ကြိုးစားပေးရမယ်လို့စီမံထားပါတယ်